်မင်္ဂလာပါရှင်ဗမာခေတ်တည်တည်ဌာနကနေဒီဇင်ဘာလ10ရက်နေ့စိတ်ဝင်စားဖွဲ့ထိတ်တန့်ရောက်တဲ့တဲ့များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ကတော့မုံရွာမြို့တွင်လူငယ်30ကျော်ကိုစစ်တပ်က2ရက်ဆက်ပေါ်တာဆွဲဖမ်းဆီးဝန်ရွှေမြို့နယ်တွင်လည်းငွေမတလအတွင်လူငယ်300ကျော်ပေါ်တာဆွဲခံရတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းမုံရွာမြို့တွင်အလုသွားလုပ်ပြန်လုပ်နေသည့်လူငယ်များ30ကျော်ကိုအချမ်းဖက်စစ်တပ်ကနှစ်ရက်ဆက်တိုက်ပေါ်တာဆွဲဖက်စီခဲ့ကြောင်းဖမ်းဆီးခံလူငယ်များ၏မိတ်ဆွေများကသတင်းထဏာကိုပြောကြားပါရယ်ဒီဇင်ဘာလ6ရက်နေ့နဲ့ဒီဇင်ဘာလ9ရက်နေ့တို့တွင်မုံရွာမြို့ပေါ်လမ်းဆောင်လမ်းခွများတွင်လူငယ်30ကျော်ကိုအချမ်းဖက်စစ်တပ်ကအင်စီကားများဖြင့်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသောလူငယ်များမှအသက်20မှအသက်35နှစ်အတွင်းလူငယ်များဖြစ်ပြီးလက်ရှိချိန်တွင်လူငယ်များကိုအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တဲတွင်ဖမ်းဆီးထားကြောင်း မိသားစုများနဲ့တွေ့ခွင့်မပေးကြောင်းသိရပါတယ်စစ်ခွေးတွေကနှစ်ရက်ဆက်တိုက်မျိုးပေါ်ရှိတဲ့လမ်းစုံတွေမုံရတဖက်ကန်းကနေမျိုးပေါ်ကိုအလုတ်သွားအလုတ်ကနေပြန်တဲ့လူငယ်တွေကိုအဓိကထားပြီးပေါ်တာဆွဲတာလို့သိရတယ်။မုံရတဖက်ကန်းကမျိုးပေါ်ကိုအလုတ်သွားအလုတ်ပြန်တဲ့လူငယ်တွေလည်းပါသွားတယ်။နှစ်ရက်ဆက်တိုက်စစ်ခွေးတွေပေါ်တာဆွဲဖမ်းဆီးသွားတာလူငယ်30ကျော်ဖမ်းဆီးသွားတယ်ဟုဒေသတရင်ရင်းမြစ်ကပြောဆိုပါတယ်။ရှင်ပြင်းမန္တလေးတိုင်းဝမ်းတွင်းမြို့နယ်တွင်လည်းနိုဝင်ဘာလ1ရက်အတွင်းကျေးရွာများမှာလူငယ်300ကျော်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများနှင့်ဖမ်းဆီးခံလူငယ်များ၏မိဘတိုင်ဝိုင်းကပြောဆိုပါရယ်ဝမ်တွင်းမြို့နယ်ကြီးပါရီမှာစစ်တပ်ကလူငယ်တွေကိုစစ်မှုတန်းဖို့ရွာရီတဲထိလိုက်လံဖမ်းဆီးနေပြီးလူငယ်300ကျော်ဖမ်းဆီးခံလိုက်ရတယ်မိထီလာတပ်ကစစ်သားတွေကကားတွေနဲ့ပတ်ပြီးဝမ်တွင်းမြို့နယ်အနောက်ဘက်ကရွာတွေမိထီလာပင်တလေဝမ်တွင်းတလျှောက်လမ်းတလျှောက်တွေ့သည်။လူငယ်တွေကိုအတင်းအာရမဖမ်းဆီးတင်ဆောင်သွားတယ်အဖမ်းခံရတဲ့လူငယ်တွေကိုမိထီလာတက်ကတက်သေးကိုတခါလေးခေါ်သွားတာဟုဝမ်ရွေးမြို့အခြေစိုက်ဒေသတရင်ရင့်မြက်ကရှင်းပြပါရတယ်။ အကြံဖက်စစ်တက်ကောင်ယခုဒီဇင်ဘာလအတွင်းစစ်မှုရန်အပတ်စဉ်20ကိုဖွင့်လှစ်ညီဖြစ်ကြောင်းသိရပါတယ်။ဆလပီ6ဦးမြို့နယ်ကြည်ကုန်းမြို့တွင်စစ်တက်ကဒဇာခံဖြီသူ3ဦးကိုတပ်ဖြတ်ပြီးဖြီသူပိုင်ဖြစ်စည်းများကိုခိုးယူကာနေအိမ်များကိုမိရှုဖျက်ဆီးတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်း၆ဦးမြို့နယ်ကြည်ကုန်းချေးရွာတွင်စစ်တပ်ကဒဇာကန်ပြည်သူ၃ဦးကိုတပ်ဖြတ်ကပြည်သူပိုင်ပစ္စည်းများကိုခိုးယူပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ကြောင်း 6ဦးဆရာတော်ကသတင်းဌာနကိုပြောကြားပါရယ်ဒီဇင်ဘာလ2ရက်နေ့6ဦးမျိုးနဲ့ကြည်ကုံချေးပါအတွဲသို့လက်နက်ကြီးလက်နက်ငယ်များဖြင့်ဖိကတ်ဝင်ရောက်ခဲ့သောအကြံဖက်စစ်သားများသည်ဖမ်းဆီးလာသည့်တစားခံပြည်သူ3ဦးကိုတပ်ဖြတ်ခဲ့ပြီးနေအိမ်များအတွင်းမှပြည်သူပိုင်ပစ္စည်းများကိုဖောက်ထွင်းခိုးယူကာကားငယ်ကားကြီးများဖြင့်နေရောညပါတည်ဆောင်နေကြကြောင်းသိရပါရယ်ထို့ပြင်နေအိမ်များကိုလည်းမိရှုဖျက်ဆီးခဲ့ပြီးကျေးရွာစာတင်ချောင်းအတွင်းမှတက်ဆွဲထားကဘေးပတ်ပတ်လည်ကြီးပါများကိုလက်နက်ကြီးများဖြင့်ရန်တန့်ပစ်ခတ်နေကြောင်း ထို့ကြောင့်ကြီးကုန်းကြီးရွာအပါအဝင်အနီးအနားကြီးရွာများမှပြည်သူများမှစစ်ပေးရှောင်နေကြရကြောင်းသိရပါတယ်။တစားခန့်ဖမ်းလာတဲ့ပြည်သူ၃ဦးကိုရွာထဲမှာတတ်ထားတယ်။ရွာကရွာကြီးဆိုတော့ခိုးခတ်ရတဲ့ပစ္စည်းတွေကအများကြီးပဲ။ခိုးသွားတဲ့ပစ္စည်းတွေရဲ့တန်ဖိုးကသိန်းပေါင်းတောင်ကြီးကဏ္ဍမက ရှိပါတယ်။နေရောညပါကာကြီးကားငယ်တွင်တည်နေကြတာစစ်သားအင်အားကလည်းလုံးဝထင်မထားလောက်အောင်သုံးထားတာလောလောဆယ်ကြီးကုန်းစစ်ကြောင်ရော အမြင့်စစ်ကြောင်ရောပေါရင်900ပတ်ချလေးလောက်ရှိမယ်အခုជីကုန်းရွာကဖတ်ချလေးကိုလက်နဲ့ကြီးတွေနဲ့ရမ်းထုနေလို့အနီးနားကရွာတွေကအကုန်ရှောင်နေကြရတယ်ဟုချောင်းဦးစရာတော်ကသတင်းဌာနကိုပြောကြားပါတယ်အကျန်းဖတ်စစ်တက်ကောင်ကျေးရွာအတွင်းရှိနေပြီးတိုက်ပွဲများလည်းအချိန်မရွေးဖြစ်ပွားလာနေတော့ကြောင်းမုံရွာမန္တလေးလမ်းမကြီးခင်းမွန်ချောင်းစုံလမ်းချောင်းဦးမဲ့တဲ့ကျူလမ်းချောင်းဦးအမြင့်လမ်းတို့အားလုံးဝအသုံးမပြုကြရန်ချောင်းဦးပကဖကအတည်ပြုထားပါတယ်ဆလပီရေတာရှိဗမောက်ကတာမြိုင်နှင့်ဒီမောဆုံမြို့နယ်ရှိ ခြေရွာများကိုစစ်တပ်ကလေရင်ဖြင့်စက်တိုက်ပုံးကျဲတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရီပဲခူးတိုင်းရီရာရှိမြို့နယ်စကိုင်းတိုင်းဗမောင်းမြို့နယ်နှင့်ကတာမြို့နယ်မကွေးတိုင်းညံမြို့နယ်ကရင်ပြည်နယ်ဒီမောဆိုမြို့နယ်ရှိခြေရွာများကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်စက်တိုက်ပုံးကျဲတိုက်ခိုက်ခဲ့ကြောင်းတော်လန်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်နှင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရီ ဒီဇင်ဘာလ9ရက်နေ့တွင်နနက်ပိုင်းတွင်ဂျီရာရှည်မြို့နယ်စစ်တောင်းမြစ်အရှိတ်ရှိခြေပါများကိုအကြမ်းဖက်စစ်တပ်ကဂျိုင်နိုကော့ပတာဖြင့်ပုံချဲတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်၏ပုံချဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိပေခြေပါပြင်ပကိုသာဘုံများချရောက်ပောက်ကွဲခဲ့ကြောင်းသိရပါသည်ဂျီရာရှည်ကိုခြေတာကစစ်တောင်းမြစ်အရှိတ်ကိုခြေသွားတာပြည်သူတွေထိခိုက်မှုရှိပါဘူးနေအိမ်တွေလည်းပြက်စီးမှုရှိဘူးရွာပြင်ကိုပုံချဲတာဟုဒေသခံပြည်သူတအုပ်ကပြောဆိုပါသည် အလားတူဒီဇင်ဘာလ၁ရက်နေ့မှ၆ရက်နေ့ထိပမောက်မြို့ကိုအကြမ်းဖက်စစ်တပ်က Jet Fighter ဝိုင်းကျွဲလျင်တို့ဖြင့်ဇက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်ပုံကျဲတိုက်ခိုက်မှုအတွင်းနေအိမ်များပျက်စီးခဲ့ပြီးပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်နှင့် SNL အဖွဲ့သည်ပမောက်မြို့ကိုပြန်လည်ရရှိရန်အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတော့လေမျိုးတဲကိုဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်းစစ်တပ်ဘက်မှလည်းထိခိုက်ကြဆုံမှုများပြားကြောင်းပမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ထို့ပြင်ဒီဇင်ဘာလ9ရက်နေ့တွင်ကတာမြို့နယ်ရှိကျေးရွာများကိုအကြံဖက်စစ်တပ်ကလေယာဉ်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကတာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုပါရယ်အကြံဖက်စစ်တပ်သည်ကတာမြို့နယ်တွင်ရှိနန်ဆန်ကျေးရွာစာတင်ကြောင်းကြောက်ထုံးကြီးကျေးရွာနှင့်ကပလိတ်ကြီးရွာတို့ကိုလေရင်လက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်၏တိုက်ခိုက်မှုအတွင်ကြောက်ထုံးကြီးကျွရွာမှအမျိုးသမီး၂ဦး ကပလိတ်ကြီးရွာမှအမျိုးသမီးတအူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစာတင်ကျောင်းဆောင်တဆောင်းလဲထိမှန်ပျက်စီးခဲ့ကြောင်းသိရပါတယ်။လေရင်နဲ့ကျဲတာကတော့ထိခိုက်မှုမရှိဘူးလက်နက်ကြီးဖြစ်တာကတော့ပြည်သူတွေထိခိုက်မှုရှိပါတယ်ဟုကတာမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။မြိုင်မျိုးနယ်မကြီးစုရွာကိုလည်းဒီဇင်ဘာလ9ရက်နေ့ညနေပိုင်းတွင်ပခုတ်ကူတက်မှတရတက်မှတက်လာတော့အကြမ်းဖက်စစ်တပ်၏စစ်တပ်လီဒီ2စီကပုံကျဲတိုက်ခိုက်ခဲ့ကြောင်း ဘုံကျဲတိုက်ခိုက်မှုအတွင်ကြီးရွာစာတင်ကျောင်းအနီးဖုံများကျရောက်ပောက်ပွဲကပြည်သူများထိခိုက်မှုရှိကြောင်းသိရပါတယ်။ဒီမော့ဆုံမြို့နယ်အနောက်ချမ်းကိုလည်းအချမ်းဖတ်စစ်တပ်ကဒီဇင်ဘာ9ရက်နေ့ညပိုင်းတွင်လေရင်နှစ်စင်းဖြင့်၄ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းအချမ်းဖတ်စစ်တပ်ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိပေနေအိမ်များပျက်စီးခဲ့ရကြောင်းသိရပါတယ်။ဒီမော့ဆုံအနောက်ချမ်းကိုမနေ့ကညကကျဲတာပြည်သူတွေထိခိုက်တာတော့မရှိဘူး။လေရင်နှစ်စင်းနဲ့၄ချိန်ကျဲသွားတာဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ ဆက်လက်ပြီးစစ်ကောင်စီနဲ့အပြစ်ရတောင်းတော်လည်ရေးပန်းနိုင်မထီကိုင်းခရီးအဆုံးထိဆက်လျှောက်မယ်လို့ TNL ဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်စီတနင်္လာအပြစ်ခတ်ရဲစဲရေးလက်မှတ်ရေးထိုးတာဟာတအောင်တက်မရော PSLF TNL ရဲ့တော်လည်ရေးပန်းနိုင်ညှို့မှန်ချက်ကိုထိခိုက်စေမှာမဟုတ်ပဲခရီးလမ်းဆုံးနဲ့အထိဆက်လျှောက်လမ်းတွေမှာဖြစ်ကြောင်း TNL ကထုတ်ပြန်ပါတယ်။ PSLF TNL သတင်းပြန်ကြားရေးဌာနရဲ့နိုဝင်ဘာလထုတ်စာဆောင်ကိုဒီကနေ့ဒီဇင်ဘာ၈ရက်ထုတ်ပြန်ခဲ့ရာ အဒီတာအပေါ်မှာအပြည့်ခက်ရစဲရေလှုပ်ဆောင်ခဲ့ခြင်းနဲ့ပတ်သက်ပြီးအခုလိုရေးသားဖော်ပြတာပါ PSLF TNLA ဟာတအောင်တမျိုးသားလုံးအဖိနှိတ်ခံဘဝမှလွတ်မြောက်ရေးဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုအာမခံတဲ့တအောင်ပြည်နယ်တည်ဆောက်ရေးအမျိုးသားတန်းတူရေးနဲ့အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအမှခံတဲ့ Federal Democracy ပြောင်းစုနိုင်ငံတည်ဆောက်ရေးရရှိဖို့တော်လှန်ရေးစခဲ့တာဖြစ်ပြီးနှစ်ပေါင်း62နှစ်ရှိခဲ့ပြီလို့ဆိုပါတယ် ဒေါ်လာရဲ့အမြင့်ဆုံးပန်းနိုင်ကို2029စစ်စင်ရေးမှဖော်ဆောင်နိုင်ခဲ့တယ်လို့ဖော်ပြပါရယ်ဒေါ်လာရဲ့အောင်မြင်မှုနဲ့အတူ2025ဖေဖော်ဝါရီလမှစတင်ကစေကောင်စီရဲ့တာလွန်အင်အားနဲ့ထိုးစစ်ဆင်တာလက်နက်ကြီးပစ်ခတ်တာတောင်ပြည်ရှိအယက်သားပြည်သူလူထုများကို UDP လေးချောင်းဖြစ်ဖုံးကျဲတိုက်ခိုက်တာကြောင့်အယက်သားပြည်သူများတိစုံကဘာသာရေးအဆောက်အုံနေအိမ်စတင်ကြောင်းနဲ့စေယုံများထိခိုက်ပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ထုတ်ပြန်ပါရယ် PSLF TNL ထိန်းချုပ်နယ်မြေမှာအရက်သားပြည်သူတွေကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုဖြစ်စည်းဆုံးရှုံးမှုတွေနဲ့အသက်ဘေးကင်းလုံခြုံမှုပေးနိုင်ဖို့စစ်ကောင်စီတပ်နဲ့အပြစ်ခတ်ရဲစဲရေးကိုရေးထိုးခဲ့ရဟု TNL ကရှင်းပြထားပါတယ်။စစ်ကောင်စီနဲ့အပြစ်ခတ်ရဲစဲရေးသဘောတူရာမှာ TNL သိမ်းပိုက်ထားတဲ့မိုးကုတ်မိုးမိတ်ကနေ TNL တပ်တွေစုခွာရမယ်ဆိုပြီးသဘောတူညီခဲ့ရတာပါ။ မိုးကုန်းနဲ့မိုးမိတ်ကိုစစ်ကောင်စီတံပြန်ပေးရတဲ့အပေါ်ပေးဆက်နှစ်နာသူတွေကိုတောက်မှတ်ကြောင်း DNL အထွေထွေအထွေရေးမှုချုပ်ဘိုးချုပ်တာပုံးကျော်ကလွန်ခဲ့တဲ့တစ်ပတ်လောက်ကလူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ စစ်တပ်နဲ့ပြစ်ခတ်ရက်ခဲရတာဟာကြီဘာချက်မရှိစစ်အင်အားနေလို့ဖြစ်ပြီးပွဲမပြီးသေးကြောင်းလေဖို့ချုပ်တာဘုံကျော်ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ DNL ဟာ2028စစ်စီရေးမှာမဟာမိတ်တွေနဲ့ပေါင်းပြီးစစ်ကောင်စီတပ်စခန်းယာချီမျိုးဆက်နှမျိုးကိုသိမ်းပိုက်ခဲ့တာပါ။2020ကမှတော့နောက်ချုံကြောင်မင်းနဲ့တီပေါ်မျိုးတွေကနေစုတ်ခွာခဲ့ပြီးအော်တိုဘာလကုံမှတော့တရုတ်ရဲ့ချောင်းဝင်မှုနဲ့မိုးမိတ်နဲ့မိုးကုတ်မျိုးကိုစစ်ကောင်စီထံပြန်ပေးကအပြစ်ခတ်ရက်စဲရေးလှုပ်ဆောင်ခဲ့တာပါ အပြစ်ရဲ့သဘောတူညီချက်အရ TNL တွေဟာထွက်ခွာပြီးနိုဝင်ဘာလခုန်ပိုင်းမှာစစ်ကောင်စီတက်မိုးကုန်းနဲ့မုံမင်းမြို့ကိုပြန်ဝင်လာချိန်မှာတော့အခြားတော်လှန်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေအကြတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။မိုးကုန်းမုံမိတ်ကြားမှာကချင်လွတ်လပ်ရေးတပ်မတော် KIA PDF နဲ့စစ်ကောင်စီတပ်အကြတိုက်ပွဲဖြစ်ခဲ့တယ်လို့မိုးကုန်းမြို့ပြမှာလည်းစစ်ကောင်စီတပ်နဲ့ PDF တွေတိုက်ပွဲဖြစ်ခဲ့ပါတယ်။ဒေသခံပြည်သူတွေကိုလုံလောက်အောင်သတိပေးတာမျိုးမရှိပဲစစ်တပ်ထဲလွှဲပေးခဲ့တဲ့အပေါ်ပြည်သူတွေက TNL အပေါ်အပြင်းထန်ဝေဖန်နေကြပါတယ်။ ဒေသခံပြည်သူအများစုကစစ်တပ်ရန်ကြောက်တာကြောင့်မျိုးကရှောင်ပြေးနေကြရပါတယ်